မလီဖန်နဲ့ team radio ကိုအပိနာဆင်နေကြတာပြည်သူများရှင်ဒီတို့ဒီတစ်ခေါက်မှာဆိုလို့ရှိရင်တော့ Coronation Go Health Care Center နဲ့ပေါ့နော်ဒါဆရာဒေါက်တာဖြိုးဝေထွန်းနဲ့အတူတူဒီတို့ကျန်းမာတဲ့လူမှုဘဝ healthy lifestyle ရအောင်လို့နေထိုင်မှုတွေကိုဆွေးနွေးတက်ဆက်ပေးနေတာဖြစ်ပါတယ်အခုတတိယတစ်ပိုင်းမှာဆိုလို့ရှိရင်လည်းဒီတို့စိတ်ကျန်းမာဖို့အရေးကြီးတဲ့အကြောင်းလေးပေါ့နော်ဆရာနဲ့ဆက်လက်ပြီးတော့ဆွေးနွေးမှာဖြစ်ပါတယ်ဆရာရဲ့အခုတတိယတစ်ပိုင်းမှာဆိုလို့ရှိရင်ဒီတို့အဲနောက်ပိုင်းမှာတော့စိတ်မွန်းချက်တာတော့စိတ်ရှုပ်တာတော့စိတ်နဲ့ဆိုင်တဲ့အရာတွေကတော်တော်လူတွေထိရများလာတာလေးရှိရပါဆရာရဲ့ အဲဆိုတော့အားလုံးကအလွဲတကူဖြည့်ရှင်းတဲ့အနေနဲ့အဲအယ်ကိုဟောသုံးဆွဲမိရရှိမယ်အဲ smoking လုပ်မိရရှိမယ်အဲတခြားတော့ဗောနော screen time ဘက်မှာပဲအားပြုပြီးတော့ဖြည့်ရှင်းလိုက်တာမျိုးတွေရှိရယ်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာမှုတွေဗောနော်အဲ့တော့ဒီလိုမျိုးအလွန်ကျွံဖြစ်နေတဲ့အရာတွေကိုဖြည့်ရှင်းတာတွေမလုပ်မိအောင်ဘယ်လိုမျိုးစင်ကျင်သင့်လဲဗောနော်အဲလုံနေမိရဆိုရင်ရှင်ရောခန္ဓာကိုယ်အတွက်ရေရှည်မှာဘာတွေဆိုးကျိုးတွေဖြစ်လာနိုင်မလဲဆိုတာဆရာပြောပြပေးပါဦးဟုတ်ကဲ့ခင်ဗျာ ဆိုတော့မှန်ပါလေဟိုကျွန်တော်တို့ဒီစိတ်ပိုင်းဆိုင်ရာကျမ်းမာမှုပါလေအရေးကြီးတယ်เนาะဒီကမ္ဘာကျမ်းမာရေးဖွဲ့ရာဒီကျမ်းမာခြင်းတို့လေဟိုကျမ်းမာခြင်းကိုအတိပ္ပယ်ဖွဲ့ထားတာကြတော့ရုပ်ပိုင်းဆိုင်ရာနေမှာဟုတ်စိတ်ပိုင်းဆိုင်ရာရောလူမှုရေးပိုင်းဆိုင်ရာပေါ့เนาะဒီ physical mental social well being ကိုပြောတာမဟုတ်နော်ဆိုတော့အဲ့မှာစိတ်ပိုင်းဆိုင်ရာကြတော့ဒါတော့အခုနောက်ပိုင်းကြတော့လေပို့ပြီးတော့မှလည်းတတိထားမိတာလည်းဖြစ်နိုင်တယ်အရင်တော့ကကြတော့မရှိတာတော့မဟုတ်ဘူးစိတ်ပိုင်းဆိုင်ရာပြဿနာရှိတော့ရှိတယ်မသိတာလည်းဖြစ်နိုင်တယ်ဟုတ်တယ်ဆရာနောက်အခုကတော့ပို့ပြီးတော့မှတတိထားလာတယ်နောက်တစ်ခုကအစမဲမှာပြောသူ life in life in the first lane ပေါ့နော်ဒီအလုပ်လုပ်တာလည်းမြန်မြန်လုပ် stress လည်းဟို competition တွေ နော်ဒီပြန်ဆိုင်မှုတွေအလုပ်မှလည်းဒါရှိလာတာဖြစ်မှာနော်ဒီကိုယ့်ရဲ့ life style ဖြစ်လာတယ်ဆိုတော့ဟိုစိတ်ဖိစီးမှုတွေပေါ့ရှိလာတယ်အဲ့ကျန်ကိုရီးယားဘယ်လိုလဲဆိုတော့ကျွန်တော်အစပိုင်းမှာလည်းပြောရတဲ့အထက်မှာပါပါတယ်ဟို stress management ပေါ့နော်စိတ်ဖိစီးမှုမရှိဘူးလူမရှိတဲ့လူဆိုတော့မရှိဘူးအနေနဲ့များတော့ရှိတယ်ဒါပေမဲ့ stress ကိုဒီစိတ်ဖိစီးမှုဘယ်လိုကင်တွယ်လဲပေါ့ကိုယ်မှာစိတ်ဖိစီးမှုအနေနဲ့ထားတင်တာပေါ့ရော့တာနဲ့ဟိုပေါ့မလူလာအပ်တဲ့စိတ်ဖိစီးမှုကိုယူတာနဲ့မတူဘူး ဟုတ်ကဲ့အလုံးလုံးတဲ့ချိန်မှာကိုပေါက်ရောက်လို့တော့မရအောင်ကိုကကိုတော့မှန်မှန်ကန်ကန်ပူတင်တဲ့ဟာပူရမယ်ဟုတ်တယ်ဆရာနော်အဲ့ဒီချိန်မှာကျတော့ကိုကဟုတ်ပြီအကျိုးနဲ့အကြောင်းနဲ့ကိုကစဉ်းစားပြီးသွားပြီဘာလုပ်ရမလဲကိုက decision ချပြီးသွားပြီဆိုရင်ဒါကြီးကိုမလို့အပ်ပနဲ့စိတ်ပူပနာစိတ်ဖိစီးမှုတော့ထပ်မထားတင်တော့ဒီလိုမျိုးကိုကစိတ်ထားထားမှာပေါ့ဒါကိုကျွန်တော်ကဘာပြောမလဲဆိုတော့စိတ်ဖိစီးမှုကိုဟိုဘာလို့ခေါ်မလဲစီမံခန့်ခွဲခြင်းပေါ့ stress okay. management ဒီကတော်တော်လေးအရေးကြီးတယ်လိုအပ်တဲ့ဆိုရင်တော့မှကျွန်တော်တို့ကတင်တန်းတွေပါတက်ဖို့လုပ်ရမယ်တပီတော့ကျွန်တော်တို့ဟို ဒီ stress management လို့ခေါ်ရစိတ်ပစ္စည်းမှုကိုစင်မှာခံခဲ့တာပတ်သက်တဲ့ဟာလေးကိုကဖတ်ဖတ်ဖို့လိုပဲ။နောက်အခုဆိုတော့ကျွန်တော်တို့ဒီ social media မှာဆိုလဲကျမကြီးစောင်းမတွေဖတ်လို့ရတာပဲ။နောက်လိုအပ်တဲ့ဆိုကျွန်တော်ခွန်ရှိခွန်ကိုလည်းဆက်မိလို့ရတယ်။ဒီဟာကျတော့ကိုကလို့တာပေါ့နော်။အဲ့မှာကျွန်တော်တို့ကဟိုစိတ်ပစ္စည်းမှုကိုမှန်မှန်ကန်ကန်လေးပေါ့နော်။ဟိုစင်မှာခံခဲ့တယ် ဆိုရင်ကျွန်တော်တို့က safety စီမှုပေါ့တက်တာမယ်เนาะဒီနားနေရတော့ကျွန်တော်အဆောင်မှာပြောပြပါဆိုထပ်တော့မပြောတော့ဘူးเนาะအဲ့မှာကျတော့ကျွန်တော်တို့ကလိုအပ်တယ်ဆိုရင်ကျွန်တော်တို့ကမနိုင်တော့ဘူးတချို့ကျတော့အရန်ဆိုးသွားတယ်ဆိုရင်တော့ဘာတွေဖြစ်နိုင်ခြေရှိလဲဆိုတော့စိတ်ပိုင်းဆိုင်ရာပြဿနာကြီးဖြစ်လာနိုင်ခြေရှိတယ်စီတက်ကြတာလည်းဖြစ်နိုင်ခြေရှိတယ်ဟုတ်တယ်เนาะအဲ့လိုမျိုးအရန်ကြီးကိုကိုကတခုခုဆိုရင်တော့ဘယ်လိုလဲဆိုတော့ anchorment နဲ့စိတ်အရန်တူတာမျိုးလည်းဖြစ်နေစိတ်နဲ့ပတ်သက်တဲ့ပြဿနာတွေဖြစ်နိုင်ခြေရှိတယ်ဟွန်းเนาะဆိုတော့အဲ့ချိန်ကျရင်တော့ကိုကတော်တော်ကြီးကိုမထိန်းနိုင်တော့ခုနပြောတဲ့ဟိုစီမံခန့်ခွဲမှုတွေကိုလုပ်တော့မရတော့ဘူးဆိုရင်တော့ကျွမ်းကျင်တဲ့ ီ counselor နှစ်သိဆွေးနွေးမှုဆွေးနွေးပညာရှင်နဲ့လည်းကျွန်တော်ဆွေးနွေးမှုလုံလုံမှာဟုတ်ပါတယ် stress management counselor မြန်မာနိုင်ငံမှာဆိုကျွန်တော် counseling တွေလုပ်လို့ရတာပါနော်အဲ့ဒါ၄ရှိမယ်အရင်ကြီးလိုအပ်တယ်ဆိုရင်တော့သူကကျွန်တော်တို့ကဖေကိုသွားလို့ရအောင်လို့ဆိုတော့ဒီစိတ်ပိုင်းဆိုင်ရာဆရာဝန်တို့ပါပေါ့ဒါတော့အရင်ကြီးဆုံးမှာပါနော်အဲ့ဒီခါအထိမရအောင်ကိုရီးယား gain ပြလို့ရတယ်နော်နောက်တစ်ခါကျတော့ကိုကတစ်ခုခုဆိုရင်တော့ကိုကစိတ်ဖိစီးမှုကိုစိတ်ဖိစီးမှုဖြစ်တဲ့လူတွေကြဘလို့ဖြစ်လဲဆိုတော့သူကတစ်ခုခုကိုထပ်ပေါက်နေနဲ့တုံးလာများတယ်อืมဟုတ်တယ်ဆရာနော်အဲ့မှာတချို့ဆိုရင်တော့ဒီ အရက်တွေစိတ်လေးတွေတောက်တာနော်အဲ့မှာကျွန်တော်ဒီပထမမေခွန်းထဲမှာကျွန်တော်ကအစားထောက်နေတိုင်းမှာကျွန်တော်တခုပြောဖို့နည်းကြံသွားသေးတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်စေးပညာအရပြောမှာဆိုတော့ personal history ကိုယူတာလူတယောက်ရဲ့ personal history ပေါ့အဲ့ personal history ကဘာလဲဆိုတော့စိတ်လေးတို့ကုန်းတို့အရက်တို့တောက်တာอืมဒါတွေကတော့တခုမှမကောင်းအဲ့တချို့ကကြောက်ပြောတာအရက်ကတော့ moderate amount of alcohol ပေါ့အဲအလေလက်တောက်တယ်ဆိုတော့ကောင်းတယ်ဒါပေမဲ့ဒီထက်ကောင်းတဲ့ဟာတွေရှိတယ်ဒါတက်ကိုရက်တောက်ဆရာမလို့ပြောချင်တာလေနော်တောက်တာကောင်းအကောင်းဆုံးပဲပေါ့နော်ရက်ဆုံးလက်တာအသေးဦးထိနိုင်တယ်စိတ်လေးဆုံးလက်တာ အစုတ်တို့နော်နှလုံးတို့ထိနိုင်တာမယ်နော်ဒီနောက်ပြီးတော့ဒီကျွန်တော်တို့ကုန်းနေမှာဆိုလဲတပဆောင်ကင်ဆာဖြစ်တယ်အများကြီးပဲပေါ့ပြဿနာကြီးရှိနိုင်နေရှိတယ်ဆိုတော့ဒီစိတ်လေးတို့ကုန်းတို့အချက်တို့နော်ဒီနေရာကြာတော့ဘယ်လိုလဲဆိုတော့တောက်လိုက်တယ်ဆိုရင်တော့ဟိုခန္ဓာကိုယ်စိတ်ခံစားမှုနည်းနည်းလေးကောင်းတယ်လို့လည်းဖြစ်တယ်ဘာသူ့မှာဆွဲစီတဲ့ substance လေးတွေရှိတယ်လေပါတယ်နော် mood ကနေကောင်းတယ်ဆိုတော့တော်များကြည့်ကြည့်လိုက်ဒီစိတ်နည်းနည်းဖြစ်စီမှုနည်းနည်းဖြစ်လာတဲ့လူနာနဲ့အလုပ်နဲ့များလာဆိုရင်ကုန်းသွားတာဖြစ်ဖြစ် အဲဆိုလိုက်တာတော့ဒါတော့အချင်းဖြစ်နေတာသူတို့တက်ကလည်းဒါကြီးကဆွဲနေဆွဲစီတယ်ဟုတ်ကဲ့ပါဆရာဒါတွေကိုကျွန်တော်ကိုရီးယားအဲ့ဒီဟာကြီးကိုမလို့လုတ်တယ်ဆိုလည်းအမြဲတမ်းဖြတ်ဖို့ကိုကဆရာမတယောက်နဲ့ဆွေးနေပြီးတော့မှဆင်တကြဖြတ်ဖို့ကိုကဖြတ်ဖို့ခိုင်နေခက်မယ်อืมတကယ်လို့ကိုကဒီကနေ့မလုတ်သေးဘူးဆိုရင်အဲ့ဒီဟာကိုသွားပြီးတော့မှမလုတ်နဲ့လုတ်လုတ်ဖို့ကိုကစိတ်နည်းနည်းလေးပေါ့ဟိုပတ်ဝန်းကျင်မှာဖြစ်ဖြစ်ကိုကိုနိုင်ဖြစ်ဖြစ်လုတ်ဖို့ဖြစ်လာပြီဆိုအဲ့ဒီဟာအဆောင်ကိုကဘာလို့လဲဆိုတော့တက်ချာထပ်ပေါက်လေးစဉ်းစားမှာอืมစိတ်ထပ်ပေါက်ပေါ့စိတ်ရထပ်ပေါက်ဆိုတာဒီစိတ်လေးကိုအရင်မှမဟုတ်ဘူးတခြားဟာတွေပေါ့ အများကြီးလုပ်လို့ရတယ်။အမှဆိုရင်ကိုယ့်ရဲ့ချစ်ခင်ရတဲ့လူတွေနဲ့စကားပြောမှလား၊တငယ်ချင်းနဲ့ပြောမှလား၊ social gathering ပေါ့နော်အဲ့လိုမျိုးတွေလုပ်မယ်။ပြီးတော့ကိုတစ်ခုခုကိုဖြောင်ပြေးတဲ့ဟာမျိုးတွေပေါ့နော်။အဲ့မှဆို TV ကြည့်တာမျိုးတွေ၊ music သချင်းနားထောင်တာမျိုးတွေပေါ့။ကိုကဘယ်လိုလဲဆိုတော့ဒီစိတ်ဖြည့်ဆည်းမှုဖြစ်လာတဲ့စိတ်ဖြည့်ဆည်းမှုဖြေချော့တဲ့နည်းလမ်းတွေကိုကျွန်တော်ကတခြားဟာတွေလည်းလိုက်ကြည့်ရရပါတယ်။ထပ်ပေါက်ပြီပေါ့။ဟုတ်ကဲ့ပါ။အဲ့မှာတခါညာအပြင်ထက်တာမျိုးလဲ second air ပေါ့ရှူလိုက်တာမျိုးပေါ့။ဟုတ်တယ်။အဲ့ဒီဟာလည်းအရေးကြီးတယ်။ဟုတ်ကဲ့။ဒီလိုမျိုးကိုကဟိုကဘာကိုကျင်အောင်ပေါ့ ကိုကနေတယ်ပေါ့နေတယ်ဆိုရင်ကိုကနည်းနည်းလေးဟိုပျော်စရာလေးတွေကတခုနဲ့မကလမ်းကြောင်းတွေကနီလန်းနေအများကြီးရှိတယ်ဆိုတော့စိတ်ဖြစ်စေမှုရှိတယ်ဆိုတော့အရက်စိတ်လေးကွန်တောက်ဆရာမလို့တခြားဟာနဲ့ရတယ်ပေါ့နော်အဲ့လိုမျိုးတွေကိုကဟိုပေါ့ဖြစ်လာမှာပေါ့နော်အဲ့လိုမျိုးတွေရှိမှာ ဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာအဲ့တော့ဆရာအနေနဲ့ပြောတာလည်းတော်တော်ပြည့်စုံနေပြီပေါ့နော်ဒီကိုခန်းအကြောင်းတွေလည်းပြောခဲ့တယ်ဒီလိုစိတ်ပိုင်းဆိုင်ရာတွေလည်းပြောခဲ့တယ်ကျမ်းမာပြောရွှင်ဖို့တော်တော်များများကဆရာရဲ့အဖြစ်ရဲ့မှာပါသွားပြီပေါ့နော်အဲ့တော့ကျမ်းမာတဲ့လူမှုဘဝ healthy lifestyle တစ်ခုအတွက်အဲဒီလိုဆွေးနွေးပေးခဲ့တယ်ဆရာနောက်ထပ်ဖြည့်ဆွက်ပြောစင်တာလေးရှင်ပြောရင်လည်းပရိသတ်တွေကိုနှုတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့ဖြည့်ဆွက်ပြောချင်တာလည်းဆိုင်အားလုံးချုပ်မှပြောမယ်ဆိုရင်တော့ဒီကျမ်းမာဖို့ပေါ့နော်လူတယောက်ကျမ်းမာဖို့တက်ကတော့အဓိကဟိုလုံးဝမဲ့လုံဆောင်ချက်လေးတွေကသူကချက်ချင်း တော့အများကြီးတဲ့အလိုမျိုးလေဒီနေ့လို့မနေ့ပြန်အလိုတော့မဟုတ်ဖြစ်ဖြစ်သေးသေးချင်းနဲ့နည်း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 ချင်းမှ daily ပေါ့ဟုတ်ကဲ့ daily ကိုလုတ်သွားတဲ့ဟာမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးဖြစ်သွားအဲ့ကနေပြီးဖြစ်ဖြစ်ဖြစ်ခန္ဓာကိုယ်မှာတော့သူပြုပြင်ပြောင်းလဲတာမျိုးလေးဖြစ်လာတာပေါ့နော်အဲ့လိုမျိုးလေးဖြစ်မယ်ပြီးတော့ကျွန်တော်တို့ကဟိုစပေါ်ကောက်ပြဲချင်းကဟိုဟာကုသချင်းနဲ့ပို့ပြီးတော့မှကောင်းတယ်ဟုတ်ကဲ့နော်ဒါကြောင့်မဒီဒီလိုမျိုးကျမ်းမဘုတ်တက်ကကိုကလုတ်တဲ့နေပေါ့နော်အဲ့လိုမျိုးရှိမယ်ပြီးတော့လိုအပ်တဲ့ကောက်ွယ်စေးထိုးတင်တာမျိုးထိုးဖို့လုပ်မယ်ပေါ့နော် ပြီးတော့ကျွန်တော်တို့ကဟိုဆောင်မခုနပြောလို့ကြောက်ခက်နဲ့ပတ်သက်တာလေးတွေကျွန်တော်ဆွေးနွေးဖြစ်တယ်ဆိုတော့ဒီကိုကကိုမှတခုခုပေါ့နာတာရှိယောဂဖြစ်တယ်ဆိုရင်ကိုက control ဖြစ်အောင်ကိုတက်ဆန်ဆရာမနဲ့တေချာလေးပြပါသူ့ဘက်ကရချင်းနေပါခေါ်ရဲဆိုရင်ကိုကပုံမှန်သွားမယ် control ဖြစ်တယ်ဆိုရင်တော့ကြောက်ခက်တူပဲထိနိုင်ကြအရန်နေတယ်ဟုတ်ကဲ့တော့ကြောက်ခက်ကထိတယ်ဆိုရင်တော့မသူကအဆင့်နေတဲ့တော့သူသွားတာချက်ချင်းနောက်ဆုံးအဆင့်ကိုမသွားဟုတ်ကဲ့ဒီအသည့်တရားကိုကိုကပြေးကျင်တာပေါ့နော် ီးတော့နောက်တစ်ခုကစီလန်းချောင်းပုံဝင်တာမျိုးတွေမစီးတဲ့ဘက်တစ်ခုကစီလန်းချောင်းပုံဝင်တဲ့လက္ခဏာမျိုးတွေပေါ့ဥပမာစီးကျင်တာမျိုးတွေဖြစ်တဲ့ဆိုရင်ဆရာမနဲ့ချက်ချင်းလေးပြသင့်တာမျိုးတွေရှိမှာနော်ပြီးတော့ကျွန်တော်တို့စေးဝါးတွေပေါ့နော်ဒါကြတော့မြန်မာနိုင်ငံလူနာတွေဆိုကျွန်တော်တေချာလေးပြောသင့်တာဘာကြောင့်လဲဆိုတော့စေးဝါးတွေကိုအလွယ်မတော့ပါနဲ့ကိုတက်ကဟိုလက္ခဏာတက်တာတာမှန်တယ်ဒါပေမဲ့ဟိုအလွယ်တကူတောက်တဲ့ဟာမျိုးကိုရှောင်တဲ့နေဆရာမညွှန်ကြားချက်မရှိတဲ့ဆေးဆိုရင်တော့မကိုကလိုအပ်တဲ့ချိန်မှာတစ်ခေါက်တစ်ခေါက်တောင်းရပြီ။ဟိုခဏခဏကြီးကိုဒါကြီးကပုံမှန်လိုမျိုးဟိုဆွဲတောက်တာမျိုးတွေမလုပ်စေချင်ဘူး။ အဲ့မှာဆီယမ်ညွန်ချောင်းချက်မရှိမှစေးတဲ့ပါလိုတဲ့စေးတယ်ဆိုရင်ဆီယမ်နဲ့ပြောင်းပြောင်းမယ်စေးဆိုင်ရောင်းနေဆိုရင်တော့မနော်ဒါလီဒီဒီဟိုကျမအသိပညာပြီးလေးကျွန်တော်တော့ဟိုလောက်ကောင်းလဲဆိုတော့ တိတ်ခုံးမဲ့စိတ်ပေါ့တိတ်ခုံးမဲ့စိတ်ဆိုတာဒီလိုအခုကျွန်တော်ပြီးငါနေမှာကျွန်တော်အဲ့ဒါလေးပြောချင်တာမဟုတ်နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါအဲ့တော့ Melody FM နဲ့ Team Radio ပြည်သက်များရှင်ကတို့အခုဆိုရင်တော့ခုရှိရှိကို Healthcare Gov Center မှာဒါဒေါက်တာဖြိုးဝေထွန်းနဲ့အတူတူပေါ့နော်ကတို့ကျန်းမာတဲ့လူမှုဘဝ Healthy Lifestyle ဖြစ်အောင်ဘယ်လိုမျိုးလေးတွေလှူဆောင်အောင်လဲဆိုတဲ့အချက်လက်တွေကိုဆရာဝေမျှပေးခဲ့တာပဲဖြစ်ပါတယ်ဆရာကိုလည်းကတို့ Melody FM နဲ့ Team Radio ကျေးဇူးများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါ